အခရိခဲကုံစင်းတို့မှတ်တနေဆိုကြောင်းကျောက်မှုနှုတ်ခန်ဒီဆော်ဝတ်နေတဲ့အခါတွေ့နေကြရပါရဲ့ဆိုင်ကုံရှင်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်ကျောက်ပြုံမှာအခရိခဲကုံစင်းတို့ရဲ့အဆမတန်မရတဲ့နေပြီကေကုံပစ္စည်းတီကိုရီဂရောင်းနဲ့တည်ယူခွင့်ကိုပိုက်ဆိုထားမှုကြောင့်ဒေသခံတီအခက်တွေ့နေရခဲ့တယ်လို့သိရပါရဲ့2023ခုနှစ်နိုဝင်ဘာကစတင်ပြီးကေကျောက်ပြုံတို့ကုန်းလန်ရီလန့်အဝင်ထွေအလုံးကိုစိုက်ကုံရှင်ကပိုက်ဆိုထားပြီးတဲ့နောက်ပိုင်းမြို့ခန်တီဟာအလောက်ကန်ရှော့ဘော်ဘရီ ဖုန်စင်းတို့အဆမတန်မရင်တက်မှုတန်ကြောင့်လဲလုံလစ်စဒေသခံတချို့ဟာအငှက်ပင်နဲ့ရင်ဆိုင်နေရခဲ့တယ်လို့သိရပါရယ်။ကြားပရမလို့ကိုကုန်ပစ္စည်းတင်ပို့နေတဲ့ကုန်တင်သင်းဖို့တီကိုလည်းစိုက်ကုန်မရှင်နဲ့ပူးပေါင်းနေတဲ့စီးပွားရေးသမတ်တီကလေဝဂရီအုတ်ထော့ပနာကုန်ပစ္စည်းတီကိုဈေးအဆမတန်မရင်တင်ရောင်းရှာနေရယ်လို့ကြားပူဒေသခံအမျိုးသားတယောက်ကပြောပါရယ်။လက်ဟင်းကြားပရမလို့ထဲမှာပုံဆက်မွေးဆန်တအိုက်ကိုတသိန်းခေါက်တောင်းစားသုံးစီတလီတာကို1500မရိုတိခေါက်တစ်ပိုက်တာကို3000 ကရက်တာဘူးတပိုက်တာကို3000ကရက်တာနင်းတပိုက်တာကို2000အထိဈေးနှုန်းနဲ့တင်နေတယ်လို့သိရပါဗျ